မိဘတွေအများစုကတော့လိုင်လီပေါ့ချိုခြင်းတွေကိုကျမကြီးနဲ့မညီညွတ်တဲ့အစားအစာတွေလို့ထင်ကြပါဗါဒါပေမဲ့တကယ်တမ်းကျတော့လိုင်လီပေါ့တွေက မတူနယ်ထက်အစပေါင်းရာချီပိုဤတက်ပါတယ်သူတို့ထုတ်လုပ်တဲ့ဖြစ်စဉ်ကိုမြင်ရင်မိဆွေတို့အနေနဲ့လုံးဝကိုအံ့အားတင်သွားပါလိမ့်မယ်မနက်စောစောတိုင်းလက်ဆက်တဲ့လိမ္မော်သီးတွေကစက်ယုံကိုရောက်ရှိလာပါတယ်အလုသမားတွေကတတိတလုံးချင်းစီကိုဂယုတဆိုင်စေကြောကြပါတယ်ပြီးရင်အတွင်းပိုင်းစစ်ဆေးဖို့အတွက် AC ဆက်တွေကနေတဆင့်ဖြတ်တန်းကြရပါတယ်ပျက်စီးနေတာဒါမှမဟုတ်ချွေရင်းချက်ရှိနေတဲ့လိမ္မော်သီးတွေကိုတော့ချက်ချင်းဆုံးပစ်ပြီးအရေးသွေးမြင့်ဆုံးပစ္စည်းတွေကိုပဲအသုံးပြုကြပါတယ်နောက်တော့လိမ္မော်သီးတွေကိုအရင်ညစ်ပြီးစက်ယုံတစ်ခုလုံးကိုတတိယနှံ့တွေပြန့်နှံ့သွားစေပါတယ်အဲ့ဒီအချိန်မှာပဲချယ်ရီသီးတွေနဲ့ပန်းသီးတွေကလည်း ည်းထုတ်လုပ်မှုလိုင်းတွေကိုဝင်ရောက်လာပါတယ်ပန်းတီတွေကိုအခွန်နွားပြီးအပိုင်းသေးသေးလေးတွေခွဲကအရင်ညှိယူကြပါတယ်အရေးအလုံးကိုရောမွေပြီးအရတညီမြအောင်တကြားတွေထည့်လိုက်ကြပါတယ်ပြီးရင်တော့အရေးတွေကိုကြီးမားတဲ့ရောမွေဆက်သေးကိုထည့်ပြီးအနက်နဲ့ချုံမြင်မှုတွေနဲ့ကောင်းစွာရောဆက်သွားတဲ့အထီးထက်ခါထက်ခါမှုေပေးလိုက်ကြပါတယ်ပြီးရင်တော့အရေးတွေကိုအနုစိတ်ပုံစံခွက်တွေထဲလောင်ထည့်လိုက်ကြပါတယ်အလွှာတိုင်းကိုဆန်ဆက်ကူလေးတွေနဲ့ကပ်ပေးထားကြပါသေးတယ်ဒါကကန့်ညှိမှုမဖြစ်အောင်ကာကွယ်ပေးပြီးအေးမြမှုကိုလည်းထိန်းသိမ်းပေးထားနိုင်ပါတယ်အေးခဲ့ပြီးမှသွားတဲ့အခါမှာတော့လိုင်လီပေါ့တွေကကြည်လင်ပြီးတောက်ပလာပါတယ်ဒါပြင် င်သူတို့မှာဓာတုအယောင်တွေဓာတုအရတာတွေလုံးဝမပါဝင်ဘူးလက်ဆက်တဲ့တည်တည်တွေပဲပါဝင်ပြီးတန်ရှင်းကရတာရှိပါတယ်။တဘာဝချိုချင်ရတာနဲ့အတူဂယုဆိုင်မှုအပြည့်အဝရှိပါတယ်။ဒါကြောင့်မကြာခဏထင်မှားနေတဲ့အစားအစာတွေကအတင်းစားအစားအစာတွေထက်တောင်ပိုပြီးတန်ရှင်းနိုင်နေဆိုတာမိဆွေတို့အနေနဲ့တည်ထားကြဖို့လိုပါတယ်။မိဆွေတို့အနေနဲ့ရောလိုင်လီပေါ့တွေကတကယ်ပဲစားသုံးဖို့တင့်လျော်တယ်လို့ထင်ပါသလား။ဒီဗီဒီယိုလေးကိုကြိုက်နှစ်သက်တယ်ဆိုရင်တော့ကျွန်တော်တို့ရဲ့တင့်မြန်မာကိုလိုက်ရန် follow လေးလုပ်ခဲ့ကြပါအောင်နော်။